ကိစ္စများများလူတို့ပေါင်းဆိုသလိုမျိုးကဘာမြေပြင်ပေါ်မှာနေထိုင်ကြတဲ့လူသားများဟာမြင်အပ်မမြင်အခက်အခဲအနောက်ရှက်များကြားကနေစားဝတ်နေရလူမှုရေးစတဲ့အရေးကိစ္စတွေကိုဆောင်ရွက်ကြရမှာတရိမမှုကူမမြင်ဆိုသလိုမျိုးမတိမမြင်၍မှားမိတတ်ကြပါတယ်။စာရေးသူကလည်းတည်လွန်းတက်လွန်ရတော့မဟုတ်ပါဘူး။မိမိတက်နိုင်တဲ့၍လလန်းမိတဲ့၍အကြံပေးတရိပေးနေတာကြောင့်မိမိပတ်ဝန်းကျင်မှာရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ကူးရင်မပါတဲ့ဖြစ်ရပ်မှန်များကိုရေးသားဖော်ပြခြင်းဖြစ်ပါတယ်။လူသားတွေနဲ့ကမ္ဘာမြေပြင်ပေါ်မှာအတူတကွနေထိုင်ကြတဲ့ရုပ်ကစိုးပုံမစိုးတွေနဲ့ပတ်သက်ပြီးတော့ဆောင်းရံရှောင်းရံတွေနဲ့ပတ်သက်တဲ့ဖြစ်ရပ်မှန်လေးတွေကိုစေတနာနဲ့ရေးသားတင်ဆက်လျက်ခြင်းဖြစ်ပါတယ်။ရစွေရမျိုးတွေတန်းလာလေရင်နဲ့စာရေးသူထံမှရောက်လာတဲ့ဖောင်ကြီးဗဟုဝင်နှန်းတက္ကသိုလ်အနီးကကျမ်းမာရေးဆရာမတို့ကြုံတွေ့ရတဲ့အခက်အခဲအကြောင်းကိုပြောပြခြင်းပါတယ်။အရိဆရာမရဲ့ရင်ဖွင့်တာမှာသူဟာပြီးခဲ့တဲ့နှစ်ကအိမ်သစ်တစ်လုံးဆောက်ပြီးတော့၎င်းအိမ်မှာရှေ့နေအလုပ်တဲ့အမျိုးသမီးငယ်လေးဦးကိုအိမ်ငှားထားခဲ့ကြအောင်အဲ့ဒီကလေး ေးမလေးတွေကနေ့စဉ်ပိတ်ပဋ္ဌာန်းရွေးလေးရှိကြကြောင်းဒါပေမဲ့လည်းအိမ်ရဲ့ထုတ်တန်းပေါ်မှာအဝတ်ဖြူဝမ်းဆက်နဲ့အမျိုးသမီးတူကိုမထင်မရှားမြင်ကြရတယ်လို့ပြောလာပါတယ်။သူတို့စာကြက်နေရင်လည်းသူတို့နဲ့မလန်းမကန်းနေရမှာလာထိုင်လေးရှိတဲ့ကြောင်းဒါပေမဲ့ကြက်သိမ်းမွင်းချင်းထခြင်းထိတ်လန့်ခြင်းတော့မရှိကြဘူးလို့တော့ပြောကြပါတယ်။သူတို့တွေကအသက်ငယ်ဆုံးကလေးမလေးကနည်းနည်းလေးကြောက်တတ်တော့အဲ့ဒီအိမ်မှာမနေတော့ပါဘူး။အိမ်ပြောင်းကြတော့မယ်လို့တိုင်ပင်ကြတယ်လို့အိမ်ရှင်ဆရာမထံမှာသတင်းပို့ထားပါတယ်တဲ့။အဲ့ဒီလိုနဲ့ပဲအဲ့ဒီရက်တွေမှာသူတို့အပြင်ထွက်နေချိန်မိုးရွာတော့ပရင်းပေါက်တွေမပိတ်ခဲ့ရပါဘူးတဲ့။ပြန်ရ ောက်လို့ရှိရင်တော့အိယာတွေအကုန်လုံးရေဆိုပြီးတော့မိုးပက်လို့ရွှဲနေတော့မှာပဲဆိုပြီးစိတ်ပြက်ပြက်နဲ့ပြန်လာခဲ့ကြပါတယ်ဒါပေမဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့အပေါက်တွေကိုတယောက်ယောက်ကပိတ်ထားတဲ့ပုံစံမျိုးကိုတွေ့ရတယ်လို့ပြောလာပါတယ်တခါတလေရာသီဥတုပူတဲ့အချိန်မှာဗရင်းမောက်တွေမဖွင့်မဲစာကျက်နေတဲ့အချိန်မှာဗရင်းမောက်ကိုလူပုတ်ကိုမမြင်ရဘဲနဲ့အပေါက်လာဖွင့်ပေးတာမျိုးတွေကိုကြုံကြရတယ်လို့ပြောပြကြပါတယ်အဲ့ဒီတော့သူတို့စိတ်ထဲမှာကြောက်တဲ့စိတ်ပြောက်ပြီးတော့တယောက်ယောက်ကလာပြီးတော့စောက်ရှောက်နေတယ်လို့မျိုးတော့ခံစားလာရတယ်လို့ဆီယာမောက်ကိုပြောပြပါတယ်တဲ့ဒီလိုမျိုးဖြစ်ပျက်တွေကိုတခါမှမကြားဘူးလေတော့စဉ်းစားစရာတောင်ဖြစ်နေ နေပါတယ်။ဘာလို့လဲဆိုတော့ပရိတ်ပဋ္ဌာန်းရွတ်ဖက်နေတဲ့ကလေးမလေးတွေနဲ့အမိုးအကာတခုတည်းအောင်မှာအတူတူနီနီကက်ကက်နေနိုင်နေဆိုတော့ကြောက်လန့်အောင်လဲခြောက်လန့်ခြင်းတွေမလုပ်ဘဲနဲ့စောင့်ရှောက်နေတယ်လို့မျိုးဆိုတော့ဒီပုံကောနာနာဘာဝတော့မဟုတ်နိုင်ပါဘူး။စာရေးသူလည်းအဲ့ဒီဆရာမလေးကိုဟိုမေးတီမင်းနဲ့မင်းနဲ့တဲလွန်စာတခုကိုဆွဲထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီပုံကောရုပ်ကစိုးဒါမှမဟုတ်ရင်တကူကြီးတဲ့ပုံကောတူဖြစ်လို့ဖះစာရွတ်ဖက်နေတဲ့ပုံကောတွေနဲ့အတူတူနေနိုင်တာဖြစ်ရပါမယ်။အဲ့ဒီအိမ်ဆောက်ပြီးတော့တစ်ပင်ခုံးမိသေးလားလို့မေးတဲ့အခါမှာတော့ခုတ်တာပေါ့မရဲ့ခုတ်တာမ ဘရောက်ပင်အကြီးကြီးကိုခုတ်ရတာအဲ့ဒီလိုမျိုးပြောလာခဲ့ပါတယ်တစ်ပင်ခုတ်တော့တစ်ပင်ကိုခုတ်ပါမယ်ဆိုတဲ့ကျွတင်အသိပေးတာတွေနေစရာတစ်ပင်ပေးတာတွေနတ်စင်ဆောက်ပေးတာတွေရုပ်ကစိုးနတ်ကိုတောင်းပန်ရတာတွေရှိခဲ့သေးလားအဲ့ဒီလိုမေးတဲ့အခါမှာတော့မရှိဘူးလို့ပဲဖြေလာပါတယ်တစ်ပင်ခုတ်တဲ့ပုံကိုယ်တွေကတယောက်ယောက်ကများနေစရာမရှိလို့ရှိရင်အိမ်မော်တက်နေဆိုပြီးတော့နောက်တလို့နဲ့ note ဆော့ပြောလိုက်လို့များအိမ်မော်တက်နေသလားလို့ပြောတော့အဲ့ဒါဆိုလို့ရှိရင်ရုပ်ကစိုးနတ်ကမိမနဲ့သမီးလို့ပြောချင်တာလားဆရာအဲ့ဒီလိုမျိုးဆရာမကမေးလာပါတယ်ဆရာရဲ့သူကပဲသူတို့ကိုမေးလာခဲ့တယ်များအခုဆရာရဲ့သူဖြေရမယ့်အလဲ ကိုရောက်လာခဲ့ပါပြီ။အဲ့ဒါနဲ့ပဲစာရေးသူကလည်း950ဇန်နိဘတ်တွေကတရားတော်တစ်ပုဒ်ကိုပြောပြလိုက်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဖះရှင်လက်ထက်ကယဟန်တစ်ပါးဟာတစ်ပင်ခုတ်တော့မပြေးမလွှားတတ်တဲ့ယုတ်ကစိုးငယ်ကလေးရဲ့လက်တစ်ဖက်ကိုဖျက်မိသွားပါတယ်။အဲ့ဒီအချိန်မှာပဲအမေယုတ်ကစိုးမကြီးကကလေးကိုချီပြီးတော့မျက်စွာဖះရှင်ထံမှာတွားပြီးတော့ရှောက်တယ်မှာတယ်။နားလေလွှဲအောင်ပြောရရင်တော့ဖះရှင်စီကိုတွားပြီးတော့တိုင်တာပေါ့။အဲ့ဒီတော့မှမျက်စွာဖះရှင်ကယဟန်နေဆောင်စည်းရမယ့်တိတ်ခါပုတ်တွေထဲမှာယဟန်နေတစ်ပင်မခုတ်ရဆိုတဲ့တားမြစ်ချက်ပါလာပါတယ်။ပြီးတော့အဲ့ဒီယုတ်ကစိုးသားမီးကိုလည်းဖះ ရှင်ရဲ့ကြောင်းဝင်းတွေကတစ်ပင်တစ်ပင်မှာနေခွင့်ပေးလိုက်ပါတယ်ဖះရှင်တရားဟောတဲ့အခါမှာတကူးကြီးတဲ့နတ်မြမာတွေတရားနာလာကြတဲ့အခါမှာတကူးငယ်တဲ့နတ်တွေကနောက်ကိုဆုတ်ပေးရပါတယ်ဒါပေမဲ့လည်းဖះရှင်ကအဲ့ဒီယောက်ျားစိုးမကိုတော့သူနေတဲ့တစ်ပင်ကနေပြီးတော့ပဲတရားနာခွင့်ကိုပေးထားတဲ့အတွက်တကူးကြီးတဲ့နတ်မြမာတွေဖះရှင်ထံကိုတရားနာလာတဲ့အခါမှာလည်းနေရာကနေဖယ်မပေးရပါဘူးတဲ့ဆိုလိုတာကအဲ့ဒီအဝတ်အဖြူရောင်နဲ့ထုတ်တန်းပေါ်ကမထင်မရှားမိမကယောက်ျားစိုးနတ်မဖြစ်နိုင်ပါတယ်အဲ့ဒီတော့မှပဲကျမဘာဆက်လုပ်ရမလဲဆိုပြီးတော့စာရေးသူကိုမေးလာခဲ့ပါတယ်နေစရာနတ်စင်လေးတစ်ခု တည်တော်မဲ့နေရာမှာဆောက်လုပ်ပေးလိုက်ပြီးတော့လူသားတွေနဲ့အတူနေတာမတည်တော်လို့ပါတီချားနေရာနှက်စင်ကိုဆောက်ပေးပါတယ်အဲ့ဒီနေရာမှာပြောင်းရွှေ့နေပါအဲ့လိုမျိုးပြောဆိုပြီးတော့နေစရာပေးလိုက်ပါလို့ပဲအကြံပေးလိုက်ရပါတယ်နောက်တစ်ခုကတက္ကသိုလ်ကဆရာမကြီးတယောက်ပါအခုတော့ပင်စင်ယူသွားခဲ့ပါပြီသူမကပင်စင်ယူပြီးတော့နိုင်ငံသားကိုသွားတော့သွေးသားနဲ့ပတ်သက်တဲ့ယောဂတစ်မျိုးဖြစ်လို့စေကုသမှုတွေခံယူခဲ့ရပါတယ်ကိုယ်နိုင်ငံကိုပြန်ရောက်တော့လဲဆက်ပြီးတော့ကုသနေရပါတယ်ဒါပေမဲ့လည်းယောဂကတော့အရှင်းမပြောက်ခင်မှာအဲ့ဒါနဲ့ပဲစာရေးသူနဲ့သူညီမကစကားဆက်ပြီးတော့မှယောဂဖြစ်တဲ့နေ့ကိုပြန်လဲတွေ့ ချက်ကြည့်တော့အဲ့ဒီနှစ်ဟာရုပ်ကစက်ကြတဲ့နှစ်ဖြစ်လို့တစ်ပင်မခုတ်ရပါဘူး။အဲ့ဒီနှစ်တွေမှာတစ်ပင်ခုတ်မိသလားလို့မေးတော့သူညီမကခုတ်မိပါတယ်လို့ဖြေပါတယ်။ရုပ်စိုးနဲ့မကျင်နေဘူးဆိုတာဖြစ်နိုင်ခြင်းအများကြီးရှိတယ်လို့လည်းပြောပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနှစ်ပိုင်းခြားလောက်ကမန္တလေးကသူတို့ခြံဝင်ထဲမှာအိမ်တလုံးဆောက်တော့အိမ်နဲ့မလွတ်တဲ့တစ်ပင်ကြီးကိုခုတ်ခိုင်းလိုက်ပါတယ်။အိမ်ဆောက်ပြီးတဲ့နောက်မှာတော့အဲ့ဒီအိမ်ကိုအိမ်ငါးထားခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ငါးတွေကိုအသက်ကြီးကြီးနဲ့အဖိုးကြီးတယောက်ကသူနေတဲ့ဘုံဘိတ်မှန်ကိုဖျက်ပြစ်ကြလို့သူ့မှာနေစရာမရှိဘူးဖြစ်နေတယ်။အဲ့ဒါသူ့ကိုနေစရာနှက်စင်လေးတစ်ခုဆောက် ောက်ပေးပါလို့တောင်းဆိုပြီးတော့အိမ်မက်ပေးပါတယ်တဲ့အဲ့ဒါနဲ့ပဲဆီယာမာအီစီကိုအိမ်ငါးတွေဟာတင့်တော်တဲ့နေရာမှာရုပ်ကစိုးနတ်စင်လေးတခုစောက်ခွင့်တောင်းလို့ခွင့်ပြုလိုက်ရပါတယ်ပြီးတော့မနက်၄နာရီထွန်းလို့ရှိရင်စွန်းကွန်းချက်တာတို့ဖျားရှိခူတာတို့လှုပ်လို့ရအောင်တကားခောက်ပြီးတော့လဲပုံမှန်လာနိုးတယ်လို့လဲအိမ်ငါးတွေကပြန်ပြောပြပါတယ်ဆီယာမာရဲ့အိမ်မစောက်ခင်မှာလဲသူနေတဲ့အဆောင်နောက်ကတစ်ပင်ကြီးကိုခုတ်ခိုင်းလိုက်တာပါအဲ့ဒီအချိန်မှာပဲအိမ်ကိုအလဲလာနေတဲ့ဆီယာမာရဲ့အမေကရုတ်တရက်ဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်တော့ကတစ်ပင်ခုတ်မိလို့များဖြစ်တာလားဆိုပြီးတော့တွေးလိုက်မိပြီးတော့နည်းနည်းတော့စိတ်ကတိကောက်တော့ဖြစ်မိပါသေးတယ် ်။နောက်တော့တိုက်ဆိုင်မှုပဲဖြစ်မှာပါလို့ကိုစိတ်ကိုဖြေထားခဲ့လိုက်ပါတယ်။အခုတော့သူ့စိတ်ထဲမှာထင်ထားတာတွေကတကယ်ဖြစ်နေခဲ့ပါပြီ။အဲဒါကြောင့်ပဲရှေ့လျှောက်ပိုင်းဆက်လုပ်ရမလဲဆိုတာမေးလာတာနဲ့ပဲရုပ်ကစိုးတင်နီကိုပေးလိုက်ပါတယ်။နောက်တော့ဆ ्याम မကြီးကလည်းယောဂပြောက်ကင်းသွားပြီးတော့ယနေ့အချိန်ထိနေကောင်းကျန်းမာစွာနဲ့တွေ့ရပါတယ်။နောက်ဖြစ်ပျက်တစ်ခုကတော့စာရေးသူထံကိုကလေးမလေးတစ်ယောက်ရောက်လာတာပါ။သူ့မှာအလုပ်ခွင်အတွင်းမှာစကားများကြရင်လည်းသူနဲ့စကားများတဲ့အမျိုးသားကသူ့ရဲ့လေပင်ကိုဒဇင်နဲ့လာခုတ်တာပါတဲ့။သူလဲလန့်ပြီးတော့လက်နဲ့ကာလိုက်တာလက်တွေပေါက်ပြဲကုန်တယ်လို့ပြောပါတယ်။အဲဒီနောက်မှာတော့သူ့သမီးလေးကအစ ာရင်ရောင်လို့စေးုံတက်ရတယ်သူ့မိကလည်းလက်ကျိုးတယ်ဒုက္ခတွေစုပြီးဖြစ်လာတော့စိတ်ထဲမှာမကြည်မလင်ဖြစ်လာလို့စာရည်သူစီကိုပေးရင်လာမေးတော့မှတွေ့ကြည့်လိုက်တဲ့အခါမှာ "तू ဟာရုပ်ကဆက်ကြနေတော့တပင်ခုတ်တလားလို့မေးလိုက်တော့ခုတ်မိတယ်လို့ဖြေပါတယ်ကိုယ်တိုင်ခုတ်တာတော့မဟုတ်ပါဘူးတဲ့မိချိုးနဲ့မလွတ်လို့အိမ်ရှိရဇီးပင်အကြီးကြီးကိုခဏခဏခုတ်ရလွန်းလို့မိုးချုပ်ချုပ်မှအရင်ကနေပြီးတော့ခုတ်ပစ်ခိုင်းလိုက်တာပါတဲ့အနီပြောသလိုဆိုရင်ကြိုတင်အတိပေးတာလည်းမရှိနေစရာလည်းမပေးဆိုတော့သူတို့အိတ်ခါနေမှာဆင်းပြေးရတဲ့သဘောဆိုတော့တော်တော်ဒုက္ခရောက်လွန်းလို့စိတ်ဆိုးဆိုးနဲ့ကျမကိုအဲ့ဒီရုပ်စုံကက ားချိန်ဆလိုများဒီလောက်ဒုက္ခတွေပင်လဲဝေသွားသလားပဲလို့ကလေးမလေးကစာရေးသူကို ပြောပြပါတယ်အဲ့ဒါနဲ့ပဲစာရေးသူရဲ့အယူဆတို့ကြားဘူးနားဝါရှိတာတို့ကိုပြောပြရပါတယ်ယုတ်ကစိုးဆိုတာနတ်ကောင်းနတ်မြတ်ပါသူတို့ကတစ်ပင်ခုတ်တဲ့သူတွေကိုဘာဖြစ်ပါစေဆိုပြီးတော့စိတ်မျိုးတော့ဘယ်တော့မှမရှိပါဘူးလူတွေကကိုယ့်အိမ်မှာခွေးကလေးကြောင်လေးတွေမွေးတယ်လို့မျိုးယုတ်ကစိုးတွေကလည်းသူတို့နေတဲ့အပင်မှာခိုကိုးရမဲ့နေတဲ့မကျွတ်မလွတ်တဲ့ပုံကိုယ်တွေကိုလက်ခံပြီးတော့နောက်ဘဝကူလို့မရမချင်းစောင့်ရှောက်ထားတတ်တယ်လို့ရှေးလူကြီးသူမတွေပြောပြတာတွေကိုတချို့စာပေတွေထဲမှာဖတ်ရဘူးပါတယ်အဲဒါကြောင့်လဲတာသမီမယ ရတဲ့ပုံကိုယ်တွေကညောင်မင်ဆောင်ယုတ်ကဇိုးထံမှာတားစုပန်ကြတာပါပဲအဲ့ဒီလိုမျိုးလာရောက်ပြီးတော့စုပန်ကြတဲ့သူတွေစီကိုယုတ်ကဇိုးကသူတို့စီမှာထိမ့်သိမ်းထားတဲ့တင့်တော်မဲ့ပုံကိုယ်တွေကိုထည့်ပေးလိုက်တာလို့ပဲစဉ်းစားမိပါတယ်ငရုတ်သီးစားသလိုမျိုးပါပဲငရုတ်သီးကိုစက်မန်းတိလို့ပဲစားစားမစက်မန်းတိလို့ပဲစားစားအယောင်လာတာမြင်လို့ပဲစားစားဆက်တဲ့မျိုးကဆက်မှာပါပဲအဲ့ဒီလိုပါပဲတစ်ပင်ခုတ်ကိုင်းတဲ့ပုံကိုယ်ကဒုက္ခရောက်စီလို့လို့ခုတ်တာမဟုတ်ပေမဲ့ယုတ်ကဇိုးကတော့ဒုက္ခရောက်သွားတာပါပဲအဲ့ဒီတော့ကံကြီးထက်တယ်လို့မျိုးဖြစ်သွားတာပါဒါမှမဟုတ်ကျွေးမွေးထားတဲ့ပုံကိုယ်တွေကပဲစိတ်ဆိုးလို့လှုပ်တလာပေါ့စဉ်းစားက ကြည့်တာပါအဲ့ဒါနဲ့စာရေးသူကလည်းအဲ့ဒီကလေးမလေးကိုတစ်ပင်ခုတ်တယ်ဆိုတာမခုတ်ခင်ကြွတင်အသိပေးရတယ်တရောခုတ်ရင်တပင်ခြံထားရတယ်တပင်ခုတ်ရင်နက်နေကင်တကင်ခြံထားရတယ်အားလုံးဘာမှမကြံပဲခုတ်ရင်နေစရာအသိပေးရတယ်မသိလို့ခုတ်ခဲ့လို့ရှိရင်လည်းရုပ်စိုးနက်ကိုပြန်ပြီးတော့တောင်းပန်ရတယ်လို့ပြောပြရပါတယ်ပြီးတော့မှနက်တင်တဲ့နေ့ကဥပုံနေ့နဲ့ဗုဒ္ဓဟူးနေ့တွေမှာမတင်ရဘူးလို့လည်းမှားလိုက်ရပါသေးတယ်ဘာလို့လဲဆိုတော့ရှေးလူကြီးသူမတွေပြောစကားအရဗုဒ္ဓဟူးနေ့ဆိုတာနက်ယူတောင်မလာလို့ပါပဲလာပြီလာွယ်နေ့တွေဆိုတာသူတော်ကောင်းတွေဥပုပ်တီလာစောင့်တဲ့နေ့နက်မတင်ရဘူးလို့ရှေးလူ ကြီးတွေကပြောကြပါတယ်အဲဒါကြောင့်မဲအဲ့ဒီကလေးမလေးကိုကွန်ပျူတာနဲ့ရိုက်ထားတဲ့ရုပ်ကစိုးနှက်ကိုတောင်းမှန်တဲ့စာရွက်ကလေးကိုပေးလိုက်ရပါတယ်တိုက်ဆိုင်မှုရှိတဲ့ပုံကိုယ်တွေနှက်တင်ခြင်းလဲတင်လို့ရအောင်ရုပ်ကစိုးနှက်တင်နည်းကိုလည်းတင်ပြပေးလိုက်ရပါတယ်ရုပ်ကစိုးနှက်တင်မယ်ဆိုရင်တော့တညကြိုပြီးတော့ဖိတ်ရပါမယ်ဖိတ်မဲ့ညမှာဖះရှစ်ကိုမြစ်တာပို့ရပါတယ်အမြဝေပါဖះောင်းနိုင်တောက်တော်ရီတို့ကိုကတ်ရပါတယ် ပြီးရင်တော့ဖះစင်ရှိမှာဇပွဲတစ်လုံးနဲ့တောက်တော်ရီ9ခွက်အမွေးတိုင်9တိုင်ဖះောင်းတိုင်9တိုင်တို့ကိုထွန်းညစ်ပြီးတော့အိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့ရက်ွက်ဆောင်နဲ့နေတော်ရှင်ပေတော်ရှင်သာသနာတော်ဆောင်နဲ့လောကကိုစောင့်ရှောက်ကုန်သောနတ်တို့ဟာဤတောက်တော်ရီအမွေးတိုင်အလင်းတို့နဲ့ပူဇော်ပတ်တာပါ၏အရှင်ဖះဤတို့ပူဇော်ပတ်တာရသောအကျိုးအကြောင်းအရှင်သခင်တို့မှတစဉ်ကျွန်ုပ်နဲ့ပဋ္ဌာန်းဆက်ရှိသောဆက်ဆက်မှုရှိသောယုတ်ကဆိုးအရှင်သခင်အားမနေ့ပြန်မနေ့6နာရီမှာဤအိမ်ကေယာတို့စွန့်စားကြွပါရန်ဖိတ်ကြားပေးတော်မူပါအရှင် ရှင်သခင်တို့ဤသို့ပူဇော်ရသောအကျိုးအကြောင်းအရှင်သခင်တို့မှတဆင်ကျွန်ုပ်နှင့်ပဋ္ဌာန်းဆက်ရှိသောဆက်ဆက်မှုရှိသောယုတ်ဇိုးအရှင်သခင်အားမနှက်ပြန်မနှက်6နာရီမှာဤအင်ဂီယာသို့စွန်းစားကြောက်ရောက်ပါရန်ဖိတ်ကြားပေးတော်မူပါအရှင်သခင်တို့ဖေဟာနောက်နေ့မနက်မှာမိမိအိမ်မှာတင်နေကြအတိုင်းပဲဖះရှင်ကိုစွန်းကွန်အရင်ကတ်ရပါမယ်မြစ်တာပို့အမျှဝေရပါမယ်ပြီးလျင်တော့ဇပွဲတလုံးပေါ်မှာမနှက်6နာရီတိတိမှာစွန်းဖြူတပကံတက်တက်လွတ်စွန်းဟင်တပွဲလက်ဖက်အကြော်စုံတပွဲရိုးရိုး900တပွဲစစ်လိတ်9လိတ် ထညက်ခုနှစ်ခဲတစ်သီးခုနှစ်စိတ်တောက်တော်ရည်သူမဟုတ်ရည်နွေးချမ်းခုနှစ်ခွက်အရာတွေနဲ့ရုပ်စိုးကိုပူဇော်ပတ်သားရပါတယ်ရုပ်စိုးဟာအထက်နဲ့ဖြစ်တာကြောင့်ဥချလိုကလည်းဥချနိုင်ပါတယ်တစ်ပင် ခုံးမိပါက၎င်းတစ်ကြီးဝါကြီးအောင်မှာအဘော့ဘာတွားမိပါက၎င်းတကြီးဝါကြီးအောင်မှာမဖွဲမရပြုမိပြောဆိုမိပါက၎င်းခွင့်လွတ်ပါရန်တောင်းမှန်ရပါမယ်။ဤနေ့ဤရဲမှစပြီးတော့အပြစ်ရှိရင် ခွင့်လွတ်ပါရန်နဲ့ဂယုဏထားပြီးတော့တာသမီကဲ့သို့တတ်မှတ်ပေးပြီးဤမိသားစုကိုနေကောင်းကျန်းမာအောင် ဘေးကင်းအောင်စောင့်ရှောက်ပေးတော်မူပါရန်ဆုတောင်းရပါမယ်။ယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုဆုံးနေတိလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျ။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။